ယ်ဆောင်မြတ်ကိုယ်တိုင်ကိုယ်ကဘုရားတရားချက်ရင်ဘုရားဗလာဖြစ်ပြောင်းဖို့ဆိုတာအတိုက်တွန်းပါအတိုက်တွန်းဥဒ္ဓဂိကတ္တမှာယဆောင်မြတ်အတိလင်းဝတ်တာဖြစ်ပရဝေဒီကိုတရားဟောရင်မျက်စောပြားရတယ်။ဒီတော့မပြောတဲ့ဟာကိုလောက်ချီပါလား။မင်းတို့အထင်လေးနဲ့တဲ့။မတရားဟောနေတာငါဘာသာအတွက်စီးရုံးနေ ီလိုအောင်းမိနေနေငါတပည့်ရှာတယ်လို့ထင်နေနေတယ်။ကဲငါပြောနေတယ်မင်းတို့ဘာသာမင်းတို့ဘာသာတိုင်းထားမင်းတို့ဆရာနဲ့မင်းတို့တပည့်မင်းတို့ဘာသာတိုင်းထားပြောင်းကြရမလို့သို့တော်ငါပြောတာလေးကိုမင်းခေါင်းထဲတော့စမ်းကြည့်တရားသာစံခိုင်းတယ်များဆိုတော့ဘာသာမပြောင်းခိုင်းဘူး။ဒါဥဒ္ဓံဘရာတော့မရှိ။အဲ့ဒါကိုကြည့်လို့ရှိရင်အမှန်တရားဆိုတော့သူ့လက္ခဏာ ခုဒီနေ့ငယ်ငယ်ဟာတွေဘုရားဘာသာဖြစ်လာတယ်ဆိုတော့သူ့လက်ခံလာတယ်ဘုရားကသီယုံနာမောဘုရားကသီယုံဒီလောက်ဆောင်နေကြတာမဟုတ်ဘူးသူတို့ကိုယ်တိုင်ကမ္ဘာတရားကိုအားထုတ်ရင်းကနေပြီးတော့ဘုရားဘာသာကိုစိတ်ဝင်စားလာစိတ်ဝင်စားလာတဲ့အခါတကယ်ကိုဘုရားဘာဖြစ်တာဘုရားစီမာဂိမန္တနာအချိန်ကြီးတက်လာဂျာမန်ဒီယိုဒီကြီးတရားဆောင်လို့ရှိတယ်ဘုမာဒီလာပြီးတော့ အနန္တရင်းဘုရားဘာသာကိုစိတ်ဝင်စားတယ်။ဘာလို့လဲတော့ဒီတရားတွေကိုကြည့်ရင်သူတို့ကတရားထုတ်တယ်။တရားထုတ်တော့တရားနဲ့ရတာလေးသိတယ်။သိလာတဲ့အခါကျတော့ဘောမကြီးမှာသီလရှင်အဖြစ်ဝတ်တယ်။ရောက်နေတဲ့အခါသီလရှင်ဝတ်တယ်။ကိုပြန်သွားတဲ့အခါကျတော့လူကိုပြန်လဲတယ်။သူတို့ကသူ့စိတ်ထဲမှာရှစ်ပါးသီလကိုချအောင် ကိုရစီစာရင်းနဲ့သူကဂဏိတိ၈ပါးဒီလားရှိတော့မှာတော့နောက်တစ်ခါနောက်တစ်နေ့လာတဲ့အခါကျ၈ပါးဒီလားမချရုံနဲ့မကဘူးဘသူတွေကသူ့ကိုသူဆန်းတဲ့ဉာဏ်လုံးနဲ့ကြည့်ကြည့်ဘသူကြည့်တာပဲဖြစ်ဖြစ်သူကဒီမဆိုင်တော့ဒီနေ့ရှင်ဘောနဲ့ပဲနေတော့တာဟောပါချာယုံကြည်သွားတယ်သူကလက်ခံသွားယုံကြည်တယ်ဆိုတာ တရားစမ်းတဲ့သူတွေလည်းမဟုတ်ဘူးသူကိုယ်ရင်သိတယ်အသိဉာဏ်နဲ့ယုံကြည်တာလို့ခေါ်တယ်တရားတစ်ခုတည်းကစင်ချရာဘူးပညာပါမဒါကြောင့်မို့လို့တရားနဲ့ပညာနဲ့တရားဆိုတာအန္တရာယ်အလွန်များတယ်ပညာမပါဘဲနဲ့တရားတရားတက်တက်ဆိုဖြစ်နေတယ်ခုနအစောတူကြီးပြန်နေပညာမပါဘဲနဲ့ပညာနဲ့တရားမျိုးသာဖြစ်နေတယ်တရား ပညာအပြည့်အဝရှိတဲ့ခန္ဓာတရားမျိုးလိုအပ်တယ်ပေါ့နော်တိပြီးတော့ချီးမြှောက်တာအဝိစ္စပဒါရဆိုတာအတိဉာဏ်နဲ့ချီးမြှောက်တာတရားလိုတရားလိုတဏ္ဍာကိုအတိဉာဏ်နဲ့ချီးမြှောက်ဒီကနေ့ဘုရားဘာသာအဖြစ်ကုပြောင်းလာကြတယ်ဆိုတဲ့နာမည်များသားတွေကဘုရားရဲ့တဏ္ဍာကိုချီးမြှောက်လာတယ်ဆိုတာခေါင်းကသူတို့ကိုယ်တိုင်တရားကိုလေ့လာအားထုတ်ပြီးတော့ချီးမြှောက်လာကြတာဒီပဲများတယ် ကိုရီးယားဂျာမနီဘာလင်မှာပိုလစ်စဟောက်စ်တီဟူဂျာမန်ကမ္ဘာတို့အကြောင်းတရားမှာသုံးခပြီးမှတင်တန်းပို့ချတာဆုံးပြီးတဲ့နေ့မှာအမျိုးပြည်တယောက်ကဘာသာပြောဆိုဒီတင်တန်းတက်လိုက်ရတာသူ့ဘဝလုံးဝကြောင်းလဲတော့ပါလေဆရာ ။ဒါနေသမီးတယောက်ကမရှိတော့ဆိုရင်သူဒီကလေးကနေစပြီးတိဘက်ဘုရားဘာသာဝင်အဖြစ်ကနေပြီးထေရဝါဒဘုရားဘာသာဝင်အဖြစ်ခင်းခုပြောင်းလိုက်ပါလေလို့ပြောရှာတယ်။ဒါထူးထူးခြားခြားတဲ့လူတွေကတော့ထူးထူးလေးမရှာဘူးမရှာဘူးမလို့ဒီတရားကိုရှင်းပြပြီးသူတို့တရားကိုသိလိုက်ရတဲ့အခါမှာကျေနပ်မှုတွေဉာဏ်ရရဆိုထင်ရှားတယ်။ဒါရီကပါလို့ဆိုရင်အနုတ္တတိပါဠိဟာ တကူပြပြီးစီယုံတာမဟုတ်ဘူးတဲ့အမှန်တရားကိုထုတ်ဖို့ကြိုးစားပြီးတော့ဘုရားဗန္ဓာရဲ့တာမနာတော်ကိုပြန်ပေါ်အောင်လို့ဒါအနိတပတိပါဋိဟာရရတဲ့မြတ်စွာဘုရားက80ဆိုတဲ့အစွမ်းတကူတွေပြပြီးစီယုံတာမျိုးလို့အာဒီရမဆိုတဲ့ဒီဒုတိယရဲ့စိတ်ကိုညှိနှိုးပြောဆိုတဲ့အတန်ဟောတာမျိုးတွေကိုဟောပြီးတော့ စီယံကံမျိုးလို့ဒီဟာတွေကမအောင်နိုင်ဘူးတကယ်အစစ်မှန်အလွတ်တတိလို့ခေါ်တဲ့သောမအဝရပေးခြင်းကလာတယ်တရားဓမ္မကိုသင်ပြပေးခြင်းကလာတယ်တာဝန်ပြုတာတကယ်စစ်မှန်တယ်